Hello my mingla ba audio have channel ka ni chu so lai ba de. Habu aka sat la bi sia phi me yi ta ha to baby lo ma achan na song pok ko sa au ke akhan ko ko phat pya bi ma phit ba de. Akhan ko baby lo ma shin haung sa che mya. Saint Su Tin College Nottingham ta ka to Newe on Trent Nottingham. Pamoka Franklin Godwell the set. British ta pen le la yi a phwet. Hila Mesopotamia ပမောခကြီးခမရဘီဘီလုံငူဟောင်းနေရမှညမကြမီကပမောခကြီးတို့သူ့ဖော်ရရှိခဲ့တဲ့ဩကွက်စာသူမဟုတ်ရှိုသေးစာချက်၅ခုဟာပမောခကြီးရဲ့စာနဲ့တမောတခါတဲ့အတူပါလာပါတယ်ကျွန်တော်အတွက်တော့အတိုင်းအဆမရှိစိတ်ဝင်စားစရာအတိပါပဲဒီစာချက်တွေဘာသာပြန်ရတာနိုင်မောင်းများစွာကြပါတယ်ဒါပေမဲ့တကယ်ကိုကြုံစရာစိတ်ဝင်စားစရာပါအမောခကြီးရဲ့စာကိုချက်ရှင် ကြံမယ်ဆိုရင်ကြံနိုင်ပေမဲ့ဘာသာပြန်နေပြီးတဲ့အထိကျွန်တော်စောင့်နေမိခဲ့တယ်။စာချက်တွေကမပြတ်မစီရောက်လာပါတဲ့။ထိမ့်သိမ့်တဲ့ပစ္စည်းတွေဂယုတစိုက်သုံးလာတာထုတ်ပိုးပုံတိတ်ကောင်းတာတွေကြောက်ပါပဲ။ဒီစာချက်တွေမှာပါတဲ့ဇလန်းကိုဖတ်ရရင်ပမောခကြီးလက်ကျွန်တော်တို့သုစေတနာတဝဲကန်းကလူများလူအံ့ဩမိမှာပဲ။ရှိခိကာလကလူတွေအကြောင်းမှတ်တမ်းစာတွေဆိုရင်တထောင်ကညပုံမြင်များလူစွန်စားခန်းတွေချင်းညဝဇလန်းတွေ ဖတ်ရလိမ့်မယ်လို့အများမျှော်လင့်ကြမှာပါဒါပေမဲ့ဒီစာချက်တွေမှာဖတ်ရတာကဒါပါစားဆိုရက်ပုံကိုတရသူကျင်းမိပြဿနာကိုဖြေရှင်းမှုအကြောင်းမှတ်တမ်းဖြစ်နေတယ်ဒီစာရီဖတ်ပြီးဒီကမ္ဘာလောကကြီးတဲ့ကလူတွေရဲ့ဘဝဟာနှစ်ပေါင်း9000လောက်ကြာတဲ့ကာလအတွင်းဘာမှပြောင်းလဲခြင်းမရှိခဲ့ပါလားလို့တွေးမိရတယ် အတော်လေးထူးဆန်းနေဆိုရမလားပဲကျွန်တော်တပြည့်ရေစကားအတိုင်းသုံးရရင်ဒီစာရီကကျွန်တော်ကိုအတော်ပညာပေးလိုက်တယ်ခမဗာမောက္ခတရားအနေနဲ့ကျွန်တော်တို့ကအဆအဆရရတီးတဲ့လူနားလေတဲ့လူတယောက်လူထင်ရတာပေါ့ဗျဒါပေမဲ့ဘီဘီလုံးရှင်းမြို့ဟောင်းရဲ့ အုတ်ကျိုးအုတ်ပဲ့တွေဖုံအထက်ခဲကြကပေါ်လာတဲ့ဒီပုံကကကျွန်တော်ကြွေးတွေကြည့်အောင်ဆက်ဖို့တာမှာကတက်ဆက်အိတ်ထဲမှာငွေစံတစ်ချင်းချင်းမိအောင်လှုပ်ဖို့အတွက်ပါကျွန်တော်တကားမှမကြဘူးစဉ်လည်းမစင်စားဘူးတဲ့နီလန်းတွေပေးလိုက်တယ်ခမရရှေခေဘီဘီလုံလုံးက အသုံးဝင်ခဲ့တဲ့ဒီနီးလန်းတွေဟာဒီကနေ့လက်တွေ့တုံးဆွဲလို့ရမရဆိုတာအတော်စိတ်ဝင်စားစရာတကူဖြစ်နေတယ်။ကျွန်တော်နဲ့ကျွန်တော်ဇနီးကတော့ကျွန်တော်တို့ငွေကြေးရေးပြဿနာကိုသူပေးတဲ့နီးလန်းနဲ့ဖြေရှင်းလို့ရမရကိုတကယ်စမ်းကြည့်ဖို့ဆုံးဖြတ်ထားကြပြီပါပြီ။ဘာမောက်ကကြီးရဲ့လုံငန်းအရရဲ့အမြင်ပါစီကြောင့်စွန့်မုံကောင်တောင်းလိုက်ပါရယ်။နောက်ထပ်ကျွန်တော်ကူညီနိုင်တာရှိရင်လဲဆောင်ရွက်ပေးဖို့အစဉ်သိရှိကြောင်းမှခင်မင်းလေးစားကဖြင့် Afra H Shubari ရှီဟောင်းတူတေတနာဌာန စာချက်အမှတ်၁စီးရီးယားပြည်တွင်ကျွန်းတယောက်အဖြစ်သို့ကြောက်ရောက်ခဲ့ပြီးများမကြာမီကတမ်းပြည်သို့ပြန်လည်ရောက်ရှိခဲ့သောကျွန်ုပ်ဒါဘာစာသည်ကျွန်ုပ်ကိုယ်တိုင်တွေးယူသဖြင့်တင်ရှိခဲ့သောကျွေးမိများကိုပြန်လည်ပိဆက်လက်ရက်ကျုပ်ကိုကိုကျုပ်ဤစာတိမျိုးဘေဘီလုံတွင်လူအများလေးစားယုံကြည်သူတဦးအဖြစ်ပြန်လည်ထူထောင်ရန်ပြင်းပြသောအာတီတတ်ရှိသည့်အာလျော်စွာကျုပ်ကျွန်ုပ်၏အစီအစဉ်များကိုစနစ်တကျစတီမန်ဆောင်ရွက်သွားနိုင်ရန်အတွက်ရွှေစည်းစာချက်တွင် အရှိတီမိအီမတ်တန်အားယခုလပြည့်နှစ်တွင် ရေးထွင်းခဲ့ပါ၏ကျွန်ုပ်ဤမိစေကောင်းကြီးမာတွန်ပေးအပ်သည့်တန်မိုးကြီးလှသည့်အကြံဉာဏ်အတိုင်းကျွန်ုပ်အားကျွေးမင်းညွန့်တွင်မှလူကင်း၍ဂုဏ်သိက္ခာရှိသောဘဝသို့မြင့်တင်နိုင်မိတိကျသောဤစီစဉ်အတိုင်းနိုင်နာဆောင်ရရန်ကျွန်ုပ်အလေးအနက်ဒိတ်တံပြုသည်ဤစီစဉ်တွင်ကျွန်ုပ်ဤညွန်မန်းချက်နှင့်အလိုဆန္ဒများကိုတင်ဟပ်သည့်ဥတီချက်၃ရပ်ပါရှိ၏ ပထမဤကြည်စင်တွင်အနာဂတ်ကာလကျွန်ုပ်၏ချမ်းသာကြီးပွားရေးအတွက်လှုပ်ဆောင်ရန်အချက်တစ်ခုပါ၏ယင်းအချက်အရကျွန်ုပ်ရရှိသမျှဝင်ငွေ၏7ဘုံတဘုံကိုရေရှည်ပိုင်ဆိုင်မှုအတွက်တုတ်သိမ်းစီရမည်ခေ၏အမျိုးမင်းရှိသောမာတွန်ကဤသို့ဆိုခဲ့သည်မိမိ၏အတပြအိတ်ဒင်းနလောလောဆယ်မိမိသုံးစွဲရန်မလိုသောရွှေစားငွေစားကိုထက်တင်သိမ်းစီထားနိုင်သူကမိသားစုအတွက်အကောင်းကျိုးကိုဆောင်သူဖြစ်၏ဘယင်မင်းမြတ်အပေါ်တစ္ဆာထောက်သည့်ရိုသေးသူလည်းဖြစ်၏ အတပြားနဲ့၌ကျင်းနီပြအနေငယ်သာရှိသူသည်မိသားစုအတွက်မတိတက်သူဘယင်မင်းမြတ်ကိုလည်းလိလူရှုသူဖြစ်၏အတပြားအိတ်တဲ့၌အတပြားတပြားတစ်ချက်မှမကတ်သူကမိသားစုကိုလည်းမညာတာဘယင်မင်းမြတ်အပေါ်လည်းအစ္စာမဆောက်တိသူဖြစ်၏သူသူ၏နှလုံးသား၌ခါပြီးမှုအတိတာပြည့်ညတ်လျက်ရှိ၏ထို့ကြောင့်မိမိ၏နှလုံးသားတွင်၌မိသားစုအတွက်မြင့်တာတတ်များကြည်ရှင်နေလိုသူမိမိ အရှင်မင်းမြတ်ကိုလည်းတစ်တာဆောက်သည့်ယူသည်လူသူသည်အလိုဆန္ဒပြေဝရင်အယယဆွမ်းဆောင်အောင်မြင်နိုင်ရန်အတွက်မိမိအတက်ပြအဲ့အတွင်းကရွှေတင်းကငွေတင်းကတန်ကျွင်းချင်းမီအားမပြတ်ထဲသွင်းတိတ်စီထနိုင်မှုလိုပေသည်ဒုတယဤစီစဉ်တွင်ကျွန်ုပ်၏ဇနီးတဲ့နှင့်ဆက်ရှိသည့်အချက်တစ်ခုလည်းပါ၏ဖခင်နေအိမ်မှကျွန်ုပ်ထံသို့တစ္ဆာရှိသောတင်လေရောက်ရှိလာအောင်ကျွန်ုပ်၏ချစ်လက်ဆသောဇနီးတဲ့အဝတ်တဆာမှအစပြည့်စုံအောင် ဖြည့်ဆည်းပေးမှုပေးရမည်ဖြစ်၏ တစ္ဆာရှိသောဇနီးမယားအားကောင်းစွာစောက်ရှောက်ခြင်းသည်ရောက်ကြကုန်းလို့ဤနှလုံးသား၌မိမိကိုယ်ကိုဒေဇာယုံကြည်စိတ်များတည်ဝစေပြီးမိမိ၏ရည်မြန်းချက်များအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်မိတဏိဋ္ဌံနှင့်တတိစွာအများလည်းထက်လျက်စေနိုင်ကြောင်းမာတွန်ကဆိုကုန်သည်တို့အတွက်ကျွန်ုပ်ရရှိသည့်မြဝင်ဝင်ဤ7ပုံ9ပုံကိုမိသားစုတာယာချဲ့မြမှုအတွက်စာဝိနေရေးနှင့်အခြားထွေထွေကိစ္စများတွင်တုံ့ဆွဲရင်းတတ်မှတ်ခံခွဲထားရမည်ဖြစ်၏ အဆိုပါဆယ်ပုံခဏပုံထက်တပြားတစ်ချက်မျှပြီးပူရည်မတုံးဆဲမိအောင်စောက်စည်းထိမ့်တဲ့ရန်လဲမိတ်ဆွေကြီးမာတွန်ကအလေးအနက်ပြောဆို၏အစီအစဉ်ဤအာမြင်မှုမအာမြင်မှုသည်ဤအချက်ပေါ်တွင်မူတည်ကြအခိုင်အမာသူဆို၏ဆယ်ပုံခဏပုံဟုသောအတိုင်းအတာအတွေ့၌သာရည်တည်နေထိုင်ရမည်ရင်းထက်ကြုံလွန်၍ဝဲချမ်းခြင်းတုံ့ဆွဲခြင်းလုံးဝမရှိစေရစာချက်အမှတ်နှင့်တတိယဤစီစဉ်လင်ကျွန်ုပ်၏ကြွေးမိများအား ကျောက်ရရှိသောဝင်ငွေမှဖဲ့ရီဆက်သားရင်အချက်တရက်လေးပါဝင်၏ဤရှင်အချက်အရာတလားပြည့်မြောက်သည့်အခါ၌ကျွန်ုပ်ရရှိခဲ့တဲ့ဝင်ငွေဤ7ပုံ2ပုံကိုယူကာရင်းကကျွန်ုပ်အပေါ်ယုံကြည်စိတ်ချစွာချင်းငားခဲ့ကြသည့်ပုဂ္ဂိုလ်များသို့အချိုးကျခွဲဝေပေးဆပ်ရမည်ခိဤအင်းဤအဖြစ်အချိန်တန်သောကျွန်ုပ်တည်ရှိသည့်ကြွေးမိများအားလုံးရှင်းလင်းကြည်တယ်မည်ဖြစ်၏ရင်အတွက်ဤနေရာ၌ကျွန်ုပ်အပေါ်ကြွေးမိတင်ရှိထားသူများအမိစင်ရင်နှင့် တင်ရှိသောတွင်မိပမာဏတို့ကိုအတိအကျကျုံရေထိုးမတာအပါဤဖာရူရကန်းလုပ်ငန်းရှင်ရွှေတင်းကနိကျွင်းနိပြ6စင်ကြပရိဘောကပြုလို့သူငွေတင်းက1အာမတငယ်ချင်းငွေ3ကျေး1ဇန်ကတငယ်ချင်းငွေ4ကျေး9အစကမတငယ်ချင်းငွေ1ကျေး3 ဟာရင်စာလဝေရနာလုပ်ငန်းရှင်ငွေ6ဂျေးနှစ် DRB ကဖခင်ဤမိတ်ဆွေငွေ၄ဂျေးတစ်အယ်ကာဟက်အိမ်ပိုင်ရှင်ငွေ၁၄မာသွန်ငွေတိုးချေတမငွေ၉ပီရဂျစ်လေတမငွေ၁ဂျေး၇မှတ်ချက်အောက်ပိုင်း၌စာချက်မှာကျက်စီးနေသည့်ဆက်၍ဖတ်မှတ်ရ စာချက်အမှတ်3အဆိုပါမိရှင်များထံကျွန်ုပ်တင်ရှိသည့်ကျွေးမိစုစုပေါင်းမှာငွေတင်းက139ပြားနှင့်ကျင်းဤပြား140ပြားတိတိဖြစ်ပါသည်ထိုကျွေးမိပမာဏကိုပေးဆက်ရန်ညီလက်ရှာမရဖြစ်ကမိုင်မဲသောအမှုများကျွန်ုပ်ကျူးလွန်ခဲ့မိပါ၏ဂဏိတဲကသူဖခင်အိမ်သို့ပြန်ရန်ကြောက်ခင်ပြုခဲ့သည်ကြောက်ကိုယ်တိုင်လည်းအရက်တပါးပင်ဒေကူသောနီလန်များအဖြစ်ဒါနဥစ္စာရရှိနိုင်မည်ဟုယူဆကဇာတိမျိုးရွာမှခွာခဲ့သည်သို့သော ဘေးဒုက္ခမျိုးစုံကြောင့်ကသူတပားထံတွန်းအဖြစ်ရောင်းချခံရသည့်အထိကျွန်တော်၏ဘဝကြာဆင်းသွားခဲ့၏ယခုမူမာတုံလှံပြသဖြင့်ကျွန်တော်၏ dream များကိုကျွန်တော်၏ဝင်ငွေမှအနှဲငယ်စီဖဲ့၍ဆက်ချင်းဖြင့်ပြီးပြင်နိုင်ကြောင်းသိရှိခဲ့ရပြီးကိုယ်တိုင်အတုံးအဖြုံကြီးခြင်းကြောင့်ချစ်ပေါ်သည့်ပြဿနာများမှထိန်းရှောင်ထွက်ပြေးခဲ့ခြင်းမှ အလုံးအကျူးယူတို့မိုင်မဲခြင်းသာချစ်ချောင်းလဲမြင်ခဲ့ပြီးထို့ကြောင့်ကျွေးရှင်များအလုံးထံကျွန်ုပ်သွားရောက်ကကျွန်ုပ်၌လုံအားဖြင့်ဝင်ွေရှာရမအပအထာနီလမ်းရှိကြအင်းဤဖြင့်စူးစမ်းရှာဖွေရရှိသည့်ဝင်ွေဤဆေဗွန်နှပုံကိုကျွေးရှင်များအလုံးတို့ညတာစွာခွဲဝေကလက်စင်မမဆက်သွားမိဖြစ်ကြဒီထက်ပို၍ပေးချေရန်ကကျွန်တော်တွန့်နိုင်မည်မဟုတ်သဖြင့်၎င်းတို့အနေနဲ့စိတ်ရှည်တီးခံဒူစီကြောင့်တစ်ချိန်တည်းတွင် ်ပြင်းပြီးအလုံးမုတ်ချကြည်မီဖြစ်ကြောင်းပြင်ပြပြောဆိုသည်ကျွန်ုပ်အခင်ဆုံးမိတ်ဆွေဥလူဆက်ထားခဲ့သောအာမသည်ကျွန်ုပ်အားကခတိတိဆက်ရည်ပြစ်တင်ကြောက်ဆိုရာကျွန်ုပ်မှသူ့အိမ်မှအလိုစိတ်ပြန်ဝမ်းနည်းစွာပြန်လာခဲ့ရ၏ဧတမန်တဦးဖြစ်သူဘရီဂျယ်ကမူသူ့မှာငွေချင်းချက်တဲလွန်းသည့်ဖြစ်၍သူ့ကျင်းမီများကိုအရင်ဆုံးဆက်ပေးရန်သာထထလဲလဲပန်ကြားပြောဆိုခဲ့သည်အင်းအရှင်အယ်ကာဟတ်သည်လည်းလုံးဝညှိနှိုင်းရခတ်သော ပုဂ္ဂိုလ်တဦးဖြစ်သည်သူ့ငွေကိုအမြန်ဆုံးအတိအလယ်မပေးလှရင တည်တနာရှာမည်ဖြစ်ကြောင်းချိန်မှပြောဆို၏ထို့သောကျန်လူများအားလုံးကကျွန်တော်အစီအစဉ်ကိုလိုလိုလားလားပင်လက်ခံခဲ့ကြ၏ကျွန်တော်အနေနှင့်တွေးကိုရှောင်းတိန်ထွက်ပြေးခြင်းထက်ကြည်လည်အောင်ပိတ်ဆက်ခြင်းကပို၍တတ်တာတည်ကြောင်းလက်တွေ့သိရှိရပြီးချေရအခုကဲ့သို့တွေးရှင်များထံမှထောက်ခံအပြည့်မှုရရှိသည့်အခါနိုင်မှုအစီအစဉ်ကိုပြည့်မြအောင်အကောင့်တွေဖော်စေလို့များပို၍ပြတ်သားခိုင်မာလာခဲ့ရသည် ချို့သောကျွေးရှင်များဤလက်တလုံးအလိုဆန္ဒများနှင့်တောက်ဆိုချက်များကိုကျွန်တော်ဗန်းလာနိုင်မည်မဟုတ်ပါသို့သောအလုံးအပေါ်ဖျံတတဖြစ်အောင်ကကျွန်ုပ်အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်စာချက်အမှန်လေးနောက်တစ်ချိန်လာပြပြန်ပြီးလက်လက်သူတဦးဤစိတ်သက်ဖြစ်ကျွန်တော်ကြိုးပမ်းလုပ်ကင်ခဲ့သည်ကျွန်ုပ်ဤဇနီးတယ်ကလည်းကျွေးဆက်ရေးအစီအစဉ်ကိုထောက်ခံအားပေးခဲ့သည်ပြီးခဲ့သည့်ကာလအတွင်းကုန်တယ်ကြီးညီပါတို့အတွက်ကျန် ခိုင်တက်မာတိကလအုပ်ကောင်းများဝယ်ပေးခြင်းအလုံးမှငွေတင်းများ၁၉ပြတိတိကျုပ်ရရှိခဲ့သည်ဒီငွေကိုမူလစီစဉ်အတိုင်းကျွန်ုပ်ဝေပုံချသည်ဆယ်ပုံတစ်ပုံကိုစူစမ်း၍အဖြစ်တင်စီထားလိုက်သည်ဆယ်ပုံခုနှစ်ပုံကအိဇရဲ့အဖြစ်ဇနီးတန်နှင့်အတူသုံးဆွဲရန်ခြံသည်ကျန်ဆယ်ပုံနှစ်ပုံကမူကျင်းညီပြားများအဖြစ်ဖလေတွက်ချက်ကကျွေးရှင်အတီတီတို့အချိုးကျခွဲဝေသည်ကျွေးများကို လိုက်ဆက်သည့်အခါအာမားကိုမတွေ့ရသူဇနီးထံပေးထားခဲ့သည် ဘရီဂျေကဝမ်းမြောက်လွန်သဖြင့်တနုပ်ကိုလက်ကိုပင်နမ်းရှုပ်သည်အဲကာဟတ်ជីတဦးထဲသောငမြန်ကြည်အောင်ဆက်ရင်မိတုံတောက်တီးပြောဆိုသည်တနုပ်လည်းစိတ်အနောက်ရှက်ကင်းစွာ လောက်ကန်ရှာဖွေခွင့်ရမည်ဆိုကယခုတက်မမြန်ပေးဆက်နိုင်မည်ပြေချာတုတ်ပြန်ပြောဆိုခဲ့သည်အခြားသောသူများကကျွန်ုပ်ကိုကျေးဇူးတင်ချပြီးကျွန်ုပ်၏အထွတ်မှုအတက်လည်းချစ်ကြူးစကားဆိုကြသည်တို့နှင့်ပထမတလအကုန်မှာပင်ကျွန်ုပ်၏ကြွေးမိများထဲမှဝေဒင်းပြလေးပြနီးပြလျှော့သွားခဲ့ပြီးကျွန်ုပ်၏တီချာကိုပိုင်ဝင်ငွေအဖြစ်နှင့်ဝေဒင်းပြနှစ်ပန်းနီးပြမှစူဆောင်းမိခဲ့သည်နှစ်ပေါင်းများစွာအတွင်မှပထမဦးဆုံးအကြိမ်အဖြစ်ပေါ်ပါ ရှင်လန်းမှုအရာတာကိုကျွန်ုပ်ဝမ်းမြောက်ကြည်နူးစွာခံစားလိုက်ရသည်ဝိုင်းဝိုင်းဆက်ဆက်လာမင်းထိုးလင်းပြန်ပါပြီဒီလလည်းကျွန်ုပ်အလုပ်ကြိုးစားခဲ့သည်သို့တော့အောင်မြင်မှုမရခဲ့ကလည်းအုပ်မြများဆက်စားဝေကြီးမရနိုင်ခဲ့ထို့ကြောင့်လောက်အားကအဖြစ်ငွေတင်းကတဆက်တပြားသာရသည်သို့တော့ကျွန်ုပ်စနီးတဲ့သည်ကြက်ကြက်ခံရှာပါသည်မူလအစီအစဉ်တိုင်းမင်းကျွန်ုပ်တို့ကြိုးစားရက်တည်သည်အဝတ်အထည်အစ်စ်လုံးဝမဝဲအတမဆာဟိနိဟိရတာဝေချမ်းစားသည်ငွေတင်းက ဆယ်ပြားဤဆယ်ပုံခုနှစ်ပုံကိုပင်လောက်အောင်နေသည်ဆယ်ပုံတစ်ပုံကိုစုသည်ဆယ်ပုံနှစ်ပုံကိုကျွေးဆက်သည်ကျွန်ုပ်ဤဆက်ငွေလေးနေပါလှတော်လဲအမကချစ်တူစကားပြောဆိုရာကျွန်ုပ်အံအားပင်တင့်သွားရသည်ဘရီဂျယ်လေးထုံနီးတုံမဲအကဟကတော့နေသွားရကောင်းလားခူးဤဒေါသထက်ကတစ်တင်မောင်မဲ ကြောဆိုသည်နဲလို့၏မယူခြင်းလျင်ပြန်ပေးလိုက်ပါဟုကြောသည့်အခါ၌ကိုနှုတ်ဆက်သွားသည်အခြားပုဂ္ဂိုလ်များကတော့အေးဆေးပင်ယခုလာပြေးမှတော့ကျွန်တော်အကြီးအကျယ်ဝမ်းနောက်ရပြီအလွန်ထွားကြိုင်းလှပသည့်ကလအုပ်ကြီးတအုပ် တွေ့ရပြီးဒီထဲမှာတောင်းပေညွန့်ပေဆိုများကိုရွေးဝယ်နိုင်ခဲ့ရာမွေတင်းက42ပြားပင်ကျွန်တော်အတွက်အရာခဲ့ကျွန်တော်တို့ဇနီးမောင်နဲ့အတွက်အထူးလိုအပ်သည့်ဖနန်းနှင့်အဝတ်ထည်များဝယ်ယူနိုင်ခဲ့သည်ချက်သားအမဲသားငါးများလည်းစားတောက်နိုင်ခဲ့ကြသည်မွေတင်းက10ပြားကျော်မှကျေးဇူးနိုင်ရခါရပူညာပူညာလို့တိအယ်ကာဟက်ပီဒီတစ်ချိန်မှာဘာမှမပြောတော့ဒီအစီအစဉ်က ကောင်းလာသည်ဒီအစီအစဉ်ကြောင့်ကျွန်တို့ကျွေးမိတွေလည်းကုတ်အောင်ဆက်နိုင်ပြီတဖက်ကလည်းဖြည်းဖြည်းချင်းစူဆောင်းမိလာပြီအီစာချက်၌ဆက်လက်မရင်မိသည်မှာသုံးလခတ်ပင်ရှိသွားပြီရင်းကာလအတွင်းလဆင်းမင်း7ပုံ7ပုံစူချောင်းချင်း7ပုံ9ပုံကိုစားသုံးချင်း7ပုံ9ပုံကိုကျွတ်ဆက်ချင်းများကိုတကြည်ကြကြမှန်မှန်ကန်ကန်ပင်ဆက်လက်လှုပ်ဆောင်ဖြစ်ခဲ့သည် ယခုဆိုလျင်ကျွန်တော်၏အသက်ပြအိမ်၌ငွေတင်းက20ပြားရှိခဲ့ပြီး၎င်းတို့အားလုံးတွင်ကျုပ်ပိုင်ငွေစစ်စစ်ဖြစ်သည်အိမ်ထဲတွင်ဒီငွေရှိထားသဖြင့်လမ်းလျှောက်သည့်အခါခေါင်းမမတ်ထားနိုင်မည်မိတ်ဆွေတင်ကားများအခြားရဲရဲဝင့်ဝင့်ဖြတ်တန်းသွားလာနိုင်သည်ကျွန်တော်၏ဇနီးသည်နေအိမ်ကိုတတ်နိုင်သည်မျှ တရက်အောင်ခိတ်တင်းတူပြင်သည်သူကိုယ်တိုင်လည်းလှပတ်တင်းတယ်စွာဝတ်စားဆင်ရဲနိုင်လာသည်ကျွန်တော်တို့အိမ်တော်ရေးဘဝတရားချမ်းမြေ့လာသည်အစီအစဉ်ကအဖို့မဖြတ်နိုင်လောက်အောင်အကျိုးကျေးဇူးကြီးမားလာသည်ဟုဆိုရပေသည်တုတ်ကဲ့သို့ကျေးကျွန်ဘဝတရောက်ခဲ့ပြီးသူတယောက်ကိုပင်လူအများအတိအမတ်ပြုသည့်လားအစဉ်ရအောင်ပြန်လဲမြင့်တင်ပေးနိုင်ခဲ့သည်မဟုတ်လားစာချက်အမှန်၅ နောက်တစ်ကြိမ်လာဝန်းရှင်ပြပြန်ပါပြီရွှေစားချက်များမှာရေထူးမတန်းတင်မှုမပြုမိခဲ့တာကာလကြာခဲ့ပြီတတိတတဆိုရတော့12လပင်ကျော်လွန်ခဲ့ပြီဟုဆိုရလိမ့်မည်ဒီကနေ့တွင်တော့မတန်းကိုမရေရီမဖြစ်တော့အကြောင်းကဒီကနေ့ဒီကျွန်ုပ်ဤနောက်ဆုံးလက်ကျင်ကြွေးမိများအပိသက်ပေးဆက်လိုက်နိုင်သည့်နေ့ဖြစ်တော့ကြောင့်ဒီကျွန်ုပ်ဤနှစ်သက်ဘွယ်ရာကောင်းလာသောဇနီးတဲ့နေ့မိမိကိုယ်တိုင်အပေါ်အ အတူနှစ်ကြိုက်အာရမိနေတော့ကျွန်တော်နှဦးသားတီကျွန်တော်တို့ရဲ့အတိတ်တည်းပြီးများအောင်မြင်သည့်အထိတ်အမတ်အဖြစ်အမတ်တရညစာစားပွဲတစ်ခုအတူတော်ကယနေ့ဆင်နွှဲကြသည်နောက်ဆုံးအခေါက်အဖြစ်ကျွေးရှင်များထံတွားရောက်ရ၌တတူကြကြကြော်စရာတုစရာကျွန်ုပ်ကြုံခဲ့ရ၏အမားကကျွန်ုပ်ကကြံတန်သောစကားများဆိုခဲ့မိခြင်းအတွေ့တောင်းမှန်ပြီးကျွန်ုပ်သည်သူနှစ်သက်လိုလားသောမိစေတူဖြစ်ပါကြောင်း ွင့်အပ်ကြောဆိုသည်အယ်ကာဟတ်ကြီးလည်းယခုမဆိုးတော့ပြီသူကတစ်ချိန်လုံးကအမင်းကရှင်စည်းပြော့ပဲဖိလိုက်ရင်ကြားသွားတယ်ထူးစရာထောင်းစရာမလီဘူးလူတကာလက်နဲ့အตาလေးပုံသွင်းလို့ရတယ်အခုဟာမင်းကကြေးဝတုံးတုံးလို့မာကြောသွားပြီထက်တဲ့ရှတဲ့ဇောက်ရှိသွားပြီနာကူမင်းအလိုရှိလာရင်လာပါရွှေလိုသလားဝေးလေသလားငါကူညီဘူးအစကင်တစ်ပါပဲဟုဆိုသည် ကျွန်ုပ်ကအထင်ကြီးနေစားသွားသူမှသူတူးတဲ့မဟုတ်ပေ လူအများအပြားတွင်ကျွန်ုပ်ကအရေးတက်ယူဆက်ဆံပြောဆိုလာကြသည်ဇနီးတည်းအကြီးကတပ်ပွှင်လန်းလာသည်ခင်မွန်းတဲ့ကတံပိုးထားသည်နှစ်လူကွယ်အကြည့်ယူဒီအကြည့်ယူသည်ခင်မွန်းတဲ့တူအားမိမိကိုယ်ကိုယုံကြည်မှုစိတ်ဓာတ်များပြေဝလာစမည်ဖြစ်သည် အချို့ဆိုရလျင်မူကျွန်ုပ်ယခုကဲ့သို့အမြင်မှုရရှိခဲ့ခြင်းသည်ကျွန်ုပ်တိတိကျကျလိုင်းနာဆောင်ရွက်ခဲ့သောအစီအစဉ်ကြောက်တာဖြစ်သည်ဟုအလေးအနက်ဆိုရပေမည်ဒီအစီအစဉ်အချို့ကျွေးမိအလုံးကြည်အောင်ဆက်နိုင်ခဲ့သည်အဲ့ဒီထဲတွင်လှုပ်လိုက်တိုင်းအတံမီသည့်ရွှေစားငွေစားများပြည့်တင့်အောင်ထည့်သွင်းနိုင်ခဲ့သည်ထို့ကြောင့်ကြီးပွားချမ်းသာလို့သူမိမိဘဝတိုးတက်မြင်မာလို့သူတိုင်းအားမိမိ၏အစီအစဉ်အတိုင်းလိုက်နာကျင့်သုံးကြံ့ကြပါဟုထောက်ခံအကြံပြုလိုပါသည် ကျုပ်ကဲ့သို့ငွေဝယ်ကျွန်းဟောင်းတယောက်ကိုပဲကျွေးကြအောင်ဆက်နိုင်သူပတ်ဆက်အိတ်ထဲတွင်ရွှေတင်းငါအပြည့်ထင်နိုင်သူတဦးဖြစ်အားတောင်းလဲပေးနိုင်သည်ဟုဆိုကတကယ်စိတ်အားထက်တန်သောမိသည့်ပုဂ္ဂိုလ်ကိုမဆိုကြီးပွားတိုးတက်အားနင့်တင်ပေးနိုင်မီမှမောက်ချမလွဲပြီကျွန်ုပ်ကိုယ်တိုင်လည်းဒီအမြင်မှုနှင့်တင်းတိမ်မီမဟုတ်ပါဤအစီအစဉ်ဤတကူဆွမ်းအားကိုကိုတွေ့တရှိပြီးဖြစ်ရာရှေ့သို့ဆက်၍လူချမ်းသာများအခြားအမြင်ထင်ရှားသောပုဂ္ဂိုလ်ဖြစ်အားမမိတ်မတုံအထောက်ကျူဆသွားမည်ဖြစ်ပါသည် seng su tin ko le no tim gam ta ka tu ni va on tre no tim gam pa mo ka franklin godwell ta sin british tai pan le la yi a phwa hi la ma so po de mi ya ပါမောခကြီးခမဘေဘီလိုမျိုးဟောင်းကိုဆက်လက်တူဖော်တဲ့နေရာမှာအကယ်၍များအဲ့ဒီမှာခုရှိရှိတုန်းကနေခိုင်ပူးခဲ့တဲ့ဒါဘာသာဆိုတဲ့ကလအုတ်အုံတဲ့ကြီးတူရဲ့တစေနဲ့ တွေ့မိခဲ့ပဲဆိုရင်တခုလောက်ကျေးဇူးပြု၍ပြောပြစမ်းပါရှေးဘဝတဏီကာလကသူရေးခဲ့တဲ့ရွှေစည်းချက်တွေအတွက်ဒီကနေ့အင်္ဂလန်ပြည်မှာနေတဲ့တက္ကသိုလ်ဆရာလင်မြားကအစင်ထာဝရကျေးဇူးတင်နေပါတယ်ဆိုတဲ့အကြောင်းပါဒီပုဂ္ဂိုလ်ရဲ့အစီအစဉ်အတိုင်းကျွညွန်လည်းကလွတ်အောင်ရုံးဖို့တစ်ချိန်တည်းမှာပတ်စံအိတ်ထဲမှာလည်းရွှေတန်ငွေတန်မြည်စေဖို့ကျွန်တော်တို့ဇနီးမှလည်းစူးစမ်းကြမယ်ဆိုတဲ့အကြောင်းအရင်တစ်နှစ်ကရေးတဲ့သွန်းတော်စာထဲမှာဖော်ပြခဲ့တာပမောခကြီးမှတ်ရကောင်း ရပါလိမ့်မယ်မိတ်ဆွေတွေကိုဖွင့်မပြောခဲ့ပေမဲ့ကျွန်တော်တို့မှာအတော်လေးငွေကြီးအကျက်အတီးတုံနေတဲ့အကြောင်းပါမောခကြီးလည်းရှိမိခဲ့မှာပါကျွန်တော်တို့ကိုကျွေးနေဆက်နေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီကျွေးဟောင်းတွေကတဖြည်းဖြည်းတက်လာတော့အကယ်၍မကျေနပ်တဲ့ကျွေးရှင်တယောက်ကများတိုင်နာတော်လာလောက်လာရင် ိုးလေးတကြောဖြစ်ပြီးတက္ကသိုလ်ကထွက်ရတဲ့အထိပြဿနာတက်မှာလဲကျွန်တော်တို့အငဲကြောက်နေခဲ့ရတယ်။ရတဲ့ဝင်ငွေတွေကပတ်နိုင်တလောက်တော့ဖက်ခဲ့ပြီးဆက်နေတာပဲ။ဒါပေမဲ့အဝင်နဲ့အထွက်မမျှဘူး။နောက်ထပ်လိုအပ်တဲ့ပစ္စည်းတွေကြတော့မလွဲမရှောင်သာအကျွေးနဲ့ပဲထပ်ယူရတယ်။အဲ့ဒီအခါလက်ငင်းတဲ့ပို့ကုန်ကြတော့မလိုအပ်ပဲတစ်ဖက်ကနှိမ့်ဆက်တာခံရပြန်တယ် 調査班さ地震ね家が絶田が弱ばも倒ぶ。救得めやで。ပချာလေပြီအခြေအနေသားဆိုးတက်တဲ့ဆိုးလာတယ်။အင်ဂျင်စီမှာကြွေးတင်နေတော့သူ့ထက်ဈေးတက်တာတဲ့အခန်းကိုကြောင်းလို့မရဘူး။တခြားလေအဲ့ဒီလိုပဲတက်တာရတက်တာကြောင်းလုံးလို့ရတယ်။ကိစ္စရှာမရတယ်လို့ဖြစ်နေတယ်။ကျွန်တော်တို့အနေအထားကခက်ပေါင်းမရှိတဲ့တွေးထောင်ကြောက်တဲ့ပြိမိနေတယ်လို့မျိုးအဲ့ဒီအချိန်မှာသမောခကြီးနဲ့ဆက်ဆက်တီးကြွရတယ်။ရှစ်ခစ်ဘေဘီလုံသားကလအုပ်ကုန်တဲ့ကြီးကကျွန်တော်တို့ ုအတွက်လုံးဝအံကွေငွေချချက်မဲ့အစီအစဉ်တကူပေးလာတယ်။သူ့နီးစနစ်ကိုကျွန်တော်တို့အရန်သဘောကျပြီးအဲ့ဒီအတိုင်းဂိုက်လုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ကျွန်တော်တို့တင်နေတဲ့အကြွေးတွေကိုတတိတကျစရင်ချရေးတယ်ပြီးတော့ကျွေးရှင်နေစီလဲစရင်ကိုပြတယ်။သူတို့နဲ့ဆွေးနွေးတယ် အခုပုံစံတိုင်းဆက်ဆက်ခန်းသွားနေရင်ဒီအကျွေးတွေကျွန်တော်တို့ဗနီးနဲ့မှကြည်အောင်ဆက်နိုင်မှာမဟုတ်ဘူးဆိုတော့ကိုပြောပြတယ်။ဆရင်ကိုကြည်ုံနဲ့သူတို့လည်းသဘောပေါက်တယ်။အဲ့ဒီနောက်သူတို့အကျွေးတွေကိုကြည်အောင်ဆက်နိုင်မဲ့တခုတည်းသောနီလန့်ကကျွန်တော်အနေနဲ့လစဉ်ဝင်ငွေရဲ့နဆေရာဂိုင်လုံးကိုတိတန့်ဖဲ့ပြီးအရာတွေကိုကျွေးရှင်နေအလုံးကိုအချိုးကျဆက်မဲ့ဤသာချစ်သည်အဲ့ဒီလိုဆက်ရင်နှစ်နှစ်ကျော်လောက်အပြင်မှာကျွေးအလုံးကြည်လိုက်မယ်ဒီဒီအတော်အတွင်းမှာတော့သူတို့ ဆိုင်တွေကမတုံးမဖြစ်တဲ့ပစ္စည်းတွေဝယ်ရင်လက်ငင်းငွေကြေးစနစ်နဲ့ပဲဝယ်မယ်အဲ့ဒီစီစဉ်ကိုသူတို့လက်ခံပါလို့ရှင်းလင်းပြောပြတယ်ဒီလူတွေအားလုံးယဉ်ကျေးမှုရှိတဲ့ပုံကိုယ်တွေကြီးပါပဲတော်ရမခတ်ပါဘူးကျွန်တော်တို့ဝယ်နေကြကုန်စည်ဆန်ရှင်ဆိုရင်တတော်အမှန်မြင်ရှိတဲ့ပုံကိုနောက်ထပ်ဝယ်တာကိုလက်ငင်းပေးမယ်အရင်တွေးဟာလဲနည်းနည်းချင်းဖက်ဆက်အုံးမယ်ဆိုရင်တော့ဘာပြောစရာရှိသေးတယ်ဗျာအရင်တုန်းကထက်အများကြီးကောင်းသွားတာပေါ့ခမားကျုပ်ကိုပတ်ဆက်မပေးတာတုံးနှစ်တောင်ရှိပြီဗျာ သူပြောတဲ့စကားကိုတခြားသူတွေပါအလွယ်တကူသဘောပေါက်အောင် ကုရှင်းပေးနိုင်ခဲ့တယ်။အဲဒီနောက်သူတို့နာမည်တွေအလုံးပါဝင်တဲ့သဘောတူညီချက်တစ်ခုကျွန်တော်တို့ညှိနှိုင်းယူခဲ့တယ်။ကျွန်တော်တို့ဘုံငွေရဲ့20ရာခိုင်နှုန်းကမှမန်ဆက်နေမယ်ဆိုရင်သူတို့ဘက်ကကျွန်တော်တို့ကိုဘာနောက်ရှမ်းမှမပေးဘူးဆိုတဲ့ဂရုပြုချက်တစ်ခုပေါ့။ဒီဂရုရပြီးရဲ့နောက်ကျွန်တော်တို့အစီအစဉ်တွေအတိအကျချတယ်။ဘုံငွေရဲ့80ရာခိုင်နှုန်းနဲ့အလောက်အောင်တုံ့ဆွဲနေထိုင်ဖို့ ဘနရာကန်ကုန်းမှုတို့ငွေတန်ရွှေတန်ကြားနေရအောင်အိတ်တဲထက်စူးစမ်းမှုစသဖြင့်ပေါ့နောက်တနည်းမှာရွှေတွေငွေတွေစူးစမ်းမိလာနိုင်နေဆိုတာစဉ်းစားမယုံနဲ့တွင်လူကအများကြီးအာတက်တဲ့ငွေကြေးသုံးစဲမှုနဲ့ပတ်သက်တဲ့အဲ့ဒီအပြောင်းလဲကြီးထုတ်လိုက်တာသူစားကန်းတစ်ခုဆင်နွှဲရတယ်လို့ပဲ90ရာခိုင်နှုန်းနဲ့အဆင်ပြေအောင်နေဖို့နေများနှစ်ယောက်နီလန်းတွေရှာကြတယ်တွက်ချချက်ကြတယ်ပထမဦးဆုံးအင်္ဂါကတက်တာဘူးစီမံကြတယ် အဒီနာလက်ဖက်ချောက်ကအဆက်နမဲကြီးဈေးကြီးရဲ့ဈေးစီအဆားပြည်စည်းအရေးအသွေးလည်းမညက်ဈေးနှုန်းနဲ့တတ်တာတဲ့အမျိုးအစားတွေပြောင်းလဲသုံးဆွဲကြတယ်။အချို့ဆိုရင်နမဲကြီးတွေထက်အများကြီးပိုကောင်းနေတာအအောင်စရာတွေ့ရတယ်။စာထဲမှာအသေးစိတ်တွေရေးရရင် တိတ်ရှည်လျာနေလိမ့်မယ်ချုပ်ပြီးပြောရရင်တော့သူ့နီးစနစ်ကိုတကယ်လက်တွေ့ကျင့်သုံးရမှာအခက်အခဲလည်းမတုံရဘူးလို့ပဲဆိုရမှာပေါ့ကျွန်တို့စေချေချမ်းသာနဲ့ပဲအကောင့်အထည်ပွန်နိုင်ခဲ့ကြတယ်ဒီစီစဉ်အတိုင်းလောက်ခဲ့မိတဲ့အတွက်ကျွန်တော်တို့အများကြီးစိတ်သက်သာပေါ်ပါတော့ခဲ့ရပြီ အရင်ကလိုမကျင်နိုင်တဲ့ကြွေးတွေရဲ့ချိန်ချောက်နှိမ့်ဆက်မှုတန်းမခံရတော့ဘူးပတ်စံအိတ်ကိုပြုတ်ကြည့်လိုက်ရင်အတန်မီနီမယ်ဆိုတဲ့ဩဝါဒအတိုင်းစူးစမ်းခဲ့တဲ့ဝန်ငွေဤဆရာကိုင်းနှုံးအကြောင်းကိုတော့ရအောင်မယ်အစာပိုင်းတစ်လျှောက်လုံးတော့ကျွန်တော် ော်တို့တကယ်လေလှုပ်ကြည့်နေကြတာမရေပါနဲ့နော အဲ့ဒါလေတကယ်လေစိတ်ချမ်းသာစရာကောင်းတာပါလန်ငင်းသုံးဖက်စရာမလိုပဲအပူစားသာစူဆောင်းနိုင်တဲ့ပတ်စံလေးရှိနေတာတကယ်ပြောစရာတိုးတက်တဲ့တိုးပွားလာတာလေရေတွက်နေရတာကသုံးရတာတဲ့အရသာရှိပါသေးတယ်ပတ်စံအိတ်ကိုစိတ်ကျဉ်နာအောင်လှုပ်ကြည့်နေပြီးတဲ့နောက်မှာဒီစုငွေကိုပိုအကျေးရှိအောင်အသုံးဖြုဖို့ညီလန်းနော်လို့တွေးခဲ့တယ်လားစဉ်ဝင်ငွေရဲ့ဆက်ရကိုင်းနှောင်းကိုပဲမမဲထည့်သွင်းလို့ရတယ်ရင်းနှီးနှွမ်းနယ်မှုတစ်ခုကျွန်တော်တို့ပြုလုပ်ခဲ့တယ်ကျွန်တော်တို့ရဲ့ Channel 2ထောင်ရေးအစီအစဉ်မှာတော့ ဒါကအတက်ဆရာအကောင်းဆုံးအစိတ်အပိုင်းပါပဲဒါကျွန်တော်ငွေနဲ့လုပ်တဲ့ပထမဦးဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုတို့ပါတော့အခုဆိုရင်ရင်းနှီးမြှုပ်နှံမှုအလောက်ကမှန်မှန်ကြီးထွားတိုးတက်နေပြီဒါကိုတိနေရတဲ့အတွက်ကျွန်တော်တို့မှာအမှတ်တမ်းကျင်တဲ့အားရနေရတယ်။နောင်ရည်အတွက်စိတ်အေးရတယ်။ကျွန်တော်အငိမ့်စားယူတဲ့အချိန်လောက်ရောက်ရင်ဒီငွေရင်းကတော်တော်ကိုများနေလောက် သူကရတဲ့ဝင်ဝင်နဲ့တင်ကျွန်တော်တို့တသက်လုံးဆက်အီးလက်အီးစားတောင်းနေထိုင်သွားနိုင်လောက်ပြီကြည်စမ်းအဲ့အရာအလုံးကကျွန်တော်ငွေတွေကြီးပဲလူတရက်ဆိုရင်ယုံနိုင်စရာတောင်မရှိဘူးဒါပေမဲ့တကယ်အမှန်ပဲလောလောဆယ်ကျွန်တော်တို့ကြွေးတော်များများကြည်သွားပြီကျန်နာတွေကိုမှန်မှန်ဆက်နေနိုင်တယ်တစ်ချိန်တည်းမှာကုခွင်တွေကလည်းတိုးပွားလာနေတယ်ပြီးတော့နေ့စဉ်နေ့တိုင်းတုံးဆဲမှုဘဝကအရင်ကထက်အများကြီးချက်ချောင်းလေးလေးရှိတယ်ငွေကို စနေစရာမရှိတုံးဆွဲနေရကစနေစရာချပြီးတုံးဆွဲလိုက်နာနေတဲ့ပေါ်လာတဲ့အပြောင်းလဲကမယုံနိုင်လောက်စရာပဲနောက်နှစ်ကုန်ရင်ကျွန်တော်တို့ကြွေးအလုံးကြည့်ပြီအဲ့ဒါဆိုရင်ဆော့ဆော့ကကြွေးဆက်ဖို့ဖယ်ရတဲ့ငွေကိုရင်းနှီးပြွန်နယ်မှုတဲ့ထဲ့နိုင်ပြီအဲ့ဒါခရီးတစ်ခေါက်တော့ထွက်ကြအောင်မဲလို့ကျွန်တော်တို့စဉ်းစားထားတယ်သို့တော့ကြွေးကြွေးသွားပြီဆိုတဲ့နောက်မှာလဲပုံမှန်အတုံးစရိတ်ကိုဝင်ငွေရဲ့80ရာခိုင်နှုန်းထက်မတိုးမြင့်ဖို့တော့ကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်အခုလောက်ဆိုရင်တော့ကျွန်တော်တို့ဘာကြောင့် အဲ့ဒီရှင်းပြပြီးလုံသားကြီးကိုကျေးဇူးတင်ရမယ်ဆိုတဲ့အကြောင်းရှင်းလောက်ပါပြီ။သူကကျွန်တော်တို့ကိုကျွင်းညွန်ထဲမှာဘဝဆုံးရတော့မယ့်အဖြစ်ကကဲတင်ခဲ့တာပါ။ကျွန်တော်တို့ရောက်ခဲ့တဲ့အနေအထားရဲ့အစိုးရဘုံကသူအတိဆုံးပါ။သူကကျွန်တော်တို့ထက်မကတုံခဲ့ရတဲ့သူကိုသူ့ရဲ့အခါတိလာတဲ့အတွေ့အကြုံကနေအခြားလူတွေတငဲစာယူစေခြင်းလို့အရေးရခက်လာတဲ့ရှင်စေချက်တွေမှာအချိန်အများကြီးပေးပြီးသူ့ရေးခဲ့တာထို့နည်းတူတုံရမဲ့နောက်လူတွေအတွက် သူ့ရဲ့အတီပေးပြောကြားချက်တွေကတကယ်ကိုတန်ဖိုးကြီးခဲ့ပါတယ်။တန်ဖိုးကြီးအရေးပါလုံးလို့လေအခုလိုနှစ်ပေါင်း9000ကျော်ကြာပြီးတဲ့အချိန်မှာတော့ညကြီးတဲ့ကပြန်ထွက်လာရတာဘေဘီလုံရဲ့အပြည့်စည်တွေကြားကပြန်လဲဆယ်ယူရရှိခဲ့တဲ့ဒီစာချက်ပါရတချက်တွေဟာပုံကိုကြီးဒါပါစာရွထွေးစင်က အရေးပါ မှန်ကန်ခဲ့တယ်လို့ဒီကနေ့မှလည်းအရေးပါစေမှန်ကန်စေပါပဲလို့ဆိုလိုက်ချင်ပါတယ်။အေးစားစွာဖြင့် Afri8 Shrewsbury ရှေ့ဟာသူစေတနာဌာန